ရှင်တိုက်မှုကြောင့်လူကိုနာကျင်စေမှုအတွက်ဘလို့ပြစ်ဒဏ်တွေရှိလဲအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်ရင်ဒေါခိုင်စုဝင်ဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရများကိုဆွေးနွေးမျှဝေပေးနေရရှိပါတယ် ရာသကြီးပုံမှာ33ခုမှာဘလို့ပြထန်းထားတယ်လဲဆိုရင်လူအသက်ကိုဖြစ်စေအခြားသူတို့ဤလုံခြုံရေးကိုဖြစ်စေဘေးဖြစ်အောင်ဤသူမဆိုအယံတော်၎င်းပေါ်ရော့စွာတော်၎င်းပြုလုံးမှုတစ်ခုခုကိုပြုခြင်းဖြင့်သူတဦးအားနာကျင်စီလင်ထို့သူကိုနှစ်နှစ်အထိထောင်နှံတစ်မျိုးမျိုးဖြစ်စေစက်သိန်းအထိငွေရန်ဖြစ်စေဓာတ်နယ်လုံးဖြစ်စေချမှတ်ရမယ်လို့ပြထန်းထားပါတယ်ရာသကြီးပုံမှာ33မှာတော့ဘလို့ပြထန်းထားတယ်လဲဆိုရင်လူအသက်ကိုဖြစ်စေအခြားသူတို့ဤလုံခြုံရေးကိုဖြစ်စေဘေး ေးဖြစ်အောင်မြည်သူမဆိုအရန်တော်၎င်းပေါ်ရော့စွာတော်၎င်းပြုလုံးမှုတစ်ခုခုကိုပြုခြင်းဖြင့်တူတူအာအပြင်းထန်နာခြင်းစီလင်ထို့သူကို၅နှစ်အထိထောင်နဲ့ချမှတ်ရမည်အပြင်ငွေရန်လဲချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ရာသကြီးပုံမှာ300ခုနဲ့338ကတော့ရဲရဲပိုင်ပါတယ်။အာမခံရပြီမဲ့ကြည်အေးခွင့်မရှိတဲ့ပုံမှာတွေပဲဖြစ်ပါတယ်။ရာသကြီးပုံမှာ300ခုနဲ့338ကရင်တိုင်းမှုကြောင့်လူကိုနာကျင်စေမှုအတွက်သက်ဆိုင်တဲ့ပုံမှာတွေဖြစ်တဲ့အပြင်အခြားသူတို့ရဲ့အသက်သို့မဟုတ် လုံခြုံရေးအတွက်ဘေးဖြစ်စေတတ်သောပြုလုပ်မှုတွေအတွက်နဲ့လည်းသက်ဆိုင်တဲ့ပုံမှာဖြစ်ပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချော့ရမယ်ဆိုရင်တော့ရင်တိုင်းမှုကြောင့်လူကိုတာမန်နာကျင်စေရဆိုရင်ရာသီကြီးပုံမှာ300ခွန်အရာနှစ်နှစ်အထိထောင်နဲ့တမျိုးမျိုးဖြစ်စေ၊ကျပ်တသိန်းအထိငွေရန်ဖြစ်စေ၊ဒဏ်ရာလုံးဖြစ်စေချမှတ်ခံရမှာပဲဖြစ်ပါတယ်။ရင်တိုင်းမှုကြောင့်လူကိုအပြင်းထန်နာကျင်စေရဆိုရင်တော့ရာသီကြီးပုံမှာ338အရာ၅နှစ်အထိထောင်နဲ့တမျိုးမျိုးချမှတ်ခံရမည်အပြင်ငွေရန်လက်ခံမှတ်ခံရနိုင်တဲ့ဆို တဲ့အကြောင်းကိုဆွေးနွေးမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။